Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော် Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ20ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့အတူတူမှ Reaction လုပ်ကြမှာဖြစ်ပါတယ်โอเค Louis Toshin သတင်း၄ပုံနဲ့ကျွန်တော်စလိုက်မယ်နော် Okay ပထမဆုံးသတင်းပုဒ်ကတော့ Homely Leader Scan ဌာနချုပ်မှာရိတ်ခါကိုတော့မိရှုခံရပြီးနိုင်ငံပေါ်မှာစစ်ခွေးမာလာအတွက်ဆိုပြီးမှစာရေးသားခဲ့တဲ့စစ်တီ၄ဦးဖန်စီစစ်စေးခံရပြီးဌာနချုပ်မှုဗိုလ်မှူးချုပ်မြင့်မင်းတန်းကတရင်ကိုဖုံးမိထားတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်နော်အဲ့တော့အချမ်းဖတ်ဒီ main online ရဲ့ leader အแทမှာလည်းဒီလိုမျိုးအဖွဲ့တွေရှိနေပါတယ်နော်အဲ့တော့ homely အခြေစားဒီရိတ်ခါကူတော်ကိုမိရှုဖြစ်ပေါ်ခဲ့ပြီးနိုင်ရမှာစစ်ခွေမလာအတွက်ဆိုပြီးစာရေးသားခဲ့တဲ့အတွက်ကြောင့်ပေါ့နော်အခုဆိုရင်အဲ့ရေးခဲ့ဒီစစ်သားတွေကိုပေါ့နော်ပြန်လဲဖန်စီခံရတဲ့အနေအထားဖြစ်ပါတယ်နော် အဲ့တော့သူတို့ leader အထဲမှာတော့မမအလောက်ကိုမကြိုက်တဲ့အဖွဲ့တွေရှိတယ်ဆိုတာကတော့ဒါဒါ definition ကတွေ့မြင်ရတာဖြစ်ပါတယ်အဲ့တော့စာရေးတဲ့အစ်မမဟုတ်နဲ့ပေါ့နော်ဒီလေးရင်တွေပါပြန်ပြီးဆွဲနိုင်တဲ့အစ်လုံနိုင်တော့အကောင်းဆုံးပေါ့နော်အဲ့ဒါကတော့ဗာလဲဆိုတော့မကွေးတိုင်းမင်းလာမြို့နယ်လက်ပံတကားကျွရတည့်ရအုပ်လမ်းခွဲမှာတိုက်ပွဲဖြစ်ပွားပြီးမင်းဘူးခင်အမှတ်နှစ်ဒုတက်ရင်နဲ့ဒုတက်ခွဲမှုအသေးခံဘိုးခွဲတိုက်ခိုက်ပြစ်ဆုံးခဲ့တယ်လို့အဲ့ဒီဖွဲ့ကတည်ရပါတယ်ပေါ့နော်အဲ့တော့ဒီ ဒီရဲ့ဖြစ်စင်မှာဘလို့ဖြစ်လဲဆိုတော့ဗောနော်သူတို့တွေကဒီနေရာကိုဟိုကင်းပတ်သွားတဲ့အချိန်မှာစစ်ကောင်စီနဲ့ထိတ်လိုက်တွေ့တယ်ဗောနော်ထိတ်လိုက်တွေ့တဲ့ခါမှာလဲစစ်ကောင်စီဘက်ကအင်အား80လောက်ရှိတယ်ကျွန်တော်တို့ဒီ PDF ဘက်က900လောက်ရှိတယ်ဗောနော်အဲ့လိုဖြစ်တဲ့ခါမှာမနိုင်မန်းသိလို့ဗောနော်အဲ့ဒီတိုင်ရင်မှုဆိုရဲကျွန်တော်ဒီ PDF ခေါင်းဆောင်က၄ရက်ကိုထွက်ပြေးခိုင်းပြီးသူကဘုံခွဲတိုက်ခိုက်ပြီးတော့หนีခဲ့တာဖြစ်ပါတယ်เนาะအဲ့တော့သူ့ရဲ့အသက်ကိုစွန့်ပြီးမှကျန်တဲ့၄ရက်အသက်ကိုကယ်တယ်ဆိုလဲမှားပါအောင်เนาะအဲ့လိုပဲ သူလုတ်ခဲ့တဲ့အတွက်ပေါ့နော်သူ့အသက်ကတော့သေဆုံးသွားတယ်ပေါ့နော်ဒါပေမဲ့လည်းလေးယောက်ကတော့လွတ်မြောက်လာတယ်လို့သတင်းရရှိပါတယ်အင်အားမမျှတော့တဲ့သူ့တနက်ကိုတက်စိတ်မှုကိုပေးပြီးမင်းဆုံးတော့မင်းတို့လေးယောက်နဲ့ငါတယောက်မလဲမလဲမလဲနဲ့ထားခဲ့တော့ဆိုပြီးပြောတာလေအဲ့ချိန်မှာရဲဘော်သုံးကကြီးလို့ရပြေးတကွဲတပြားဖြစ်နေတော့တက်စိတ်မှုကဒုခဲမှုအမိန့်ကြောင့်ကြီးတွေခေါင်းပေါ်ဝဲတဲ့ကြားကန်းကိုယူပြေးပြီးမီတာတရာအရောက်မှာခြုံတဲဝုတ်ပြီးဒုခဲမှုကိုကြည့်ချင်ဒုခဲမှုကလက်ပြမိုင်းကိုစနစ်တိုင်ဖြုတ်ပြီးခွေးတွေကအရှင်ဖတ်ဖို့ကတ်လာချင်းလက်ပြမိုင်းကိုဘိုက်အောက်တွေထည့်ပြီးမှောက်ချလိုက်တာလို့ ရုံးတောင်းခံဆရာအကြောင်းကပြောပါတယ်ပေါ့နော်အဲ့တော့ဒါသူ့ရဲ့အလောက်ငယ်သားတွေကဲဖို့သူ့အသက်ကို stay ခံလိုက်တဲ့ကျွန်တော်တို့ရဲဘော်လူငယ်ခေါင်းဆောင်ရဲ့စိတ်မကောင်းစရာလို့ရဖြစ်ပါတယ်နော် ကဲနောက်တဲ့သတင်းတစ်ပုဒ်ကလည်းခမောက်ကြီးလုံဖောရွာရှိအုပ်ချုပ်ရေးမှူးနှင့်ပြူစောရီနှုတ်ကိုအရှင်ဖမ်းမိတော်လဲခုခါထွက်ပြေးပြစ်ခတ်ဖမ်းဆီးစဉ်သုံးစလုံးတေဆုံးလက်နက်ခဲရင်းနဲ့စကားပြောဆက်မြေမှာတိတ်ဆိတ်ရမိတယ်ဆိုတဲ့သတင်းကောင်းမဖြစ်ပါရဲအဲ့တော့အခုချိန်မှာဆိုရင်တော့နော်ဖမ်းဆီးရမိပြီးကျွေးမွေးထားတာလုံးဝအဆင်မပြေပါဘူးနော်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမြင်းချံ ဘာကဖအဖွဲ့ကနေဒီစစ်တုံးမှန်းနေအများကြီးလွတ်သွားရလို့ကြားတယ်ဗောနော်တနက်တွေမှာပါသွားရလို့ကြားတဲ့ခါမှာဒါတွေကတော့ဘလို့ဖြစ်လဲတော့မသိဗောနော်တနက်တော့ပါတယ်ဆိုတော့တော်တော်လေးကိုအချိန်ကြီးစိုးတယ်ဗောနော်အဲ့တော့အခုခုလိုမျိုးဗောနော်ဒီလက်ရဖန်စီတာမျိုးတွေမဟုတ်ဘဲနေတခါတည်းအပြောက်ရှင်းလက်တာလည်းအေးတာပဲဗောနော်ကဲနောက်တဲ့ဒင်းတစ်ပုတ်ကတော့ အာဆီယံဘုံတဘောတူညီချက်ကိုအကောင့်တွေဖော်ပြက်ကွက်နေတဲ့ဗိုလ်ချုပ်မူဂျင်မင်းအောင်လိုင်း58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲ့တော့မင်းအောင်လိုင်းကအာဆီယံပွဲတွေကိုမတက်ရောက်နိုင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီနှစ်မှာတော့ထူးထူးခြားခြားအာဆီယံကသူ့ကိုတက်ရောက်ဖို့ခွင့်ပေးလိုက်တယ်ပေါ့နော်ဘာကြောင့်လဲတော့မသိဘူးခုဆိုရင်တော့ဒါအခုမှတက်လာတဲ့သတင်းပေါ့နော် အဲ့တော့ဘလို့ဝေဖန်မှုတွေရှိနေပါစေစစ်ကော်မရှင်ရဲ့ခေါင်းဆောင်ကသူ့အလို့သူလုပ်နေတယ်အခုလည်းအာဆီယံထိပ်သီးအစည်းအဝေးကိုတက်မယ်ချိုးပတ်မယ်အဆင်ပြေတယ်လို့သိရတယ်ဘောနော်ဝေဖန်တာတွေကတော့တပိုင်းပေါ့ဗျာလို့ပြောပါတယ်တဲ့စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လည်းဆောင်ရွက်ဖို့ပြတ်ကွက်နေတဲ့အာဆီယံဘုံသဘောတူညီချက်တွေထဲမှာမြန်မာနိုင်ငံအကြမ်းဖက်မှုတွေချက်ချင်းရဲ့ရဲ့သက်ဆိုင်သူအားလုံးကအပြုသဘောဆွေးနွေးရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးပေးအပ်နိုင်ရေးစတဲ့ချက်တွေပါမယ်လို့သိရတယ်ဘောနော်အဲ့တော့ဒီပွဲနဲ့လည်းပတ်သက်လို့ဗောနော် NCA ပွဲတွေသူတို့တောက်လျှောက်လောက်လာတာဗောနော် NCA ဆိုတာကဒါဟိုအပြစ်ခက်ရက်တာမရက်တာတက္က ဏပေါ့နော်သူကနိုင်ငံတကာမှာမျက်နှာပန်းလောက်အောင်လုပ်တဲ့ပွဲတွေပေါ့နော်အဲ့ဒီပွဲမှာတော့တော်တော်လေးကိုသူအရှက်ကွဲသွားတယ်နော်ဒါပေမဲ့လည်းဘာကြောင့်လဲမသိဘူးအာဆီယံကအခုချိန်မှာပြန်လဲခွင့်ပြုတယ်ဆိုဆိုတဲ့သတင်းပုံစံမျိုးတွေ့နေရတယ်ပေါ့နော်အဲ့ဒါဒီသတင်းကတီလာပါလာတော့မသိဘူးဒါတော့နေချင်းစရာနေရစရာပေါ့နော်ဒီသတင်းဌာနကတင်ဆက်ထားတာတွေ့လို့ကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်နော်အဲ့တော့ဒီအာဆီယံပွဲကလည်းတော်တော်ကြီးကိုထူးခြားတယ်တမရထရန့်ကိုလည်းတက်ရောက်มาဖြစ်ပြီးတော့အခုကလေးကဒီဒီမလေးရှားမှာပေါ့နော်ဒီသူတို့အာဆီယံပွဲလုံးမဲ့နေရာတွိုက်ကို လော့ဒေါင်းလုပ်ပြီးတော့သူတို့ရှင်းလင်းနေတဲ့အနေအထားမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီဒီရဲ့အာဆီယံပွဲကတော်တော်ကြီးကိုကြီးမားပြီးတော့ဗောနဆုံးဖြတ်ကြီးမားတွေပေါ်ပေါက်လာမယ်လို့လည်းအားလုံးယုံကြည်နေကြတယ်ဗောနအဲ့တော့တရုတ်ကြီးနဲ့ပတ်သက်ပြီးတော့လည်းဒီဒီပွဲထဲမှာဗောနအဖြေရှင်းချက်တစ်ခုတစုံတစ်ခုလောက်သူတို့ထုတ်ကြမယ်လို့တော့ကျွန်တော်ယုံကြည်တယ်ဗောနဆိုတော့ဒီတရုတ်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုကြောင့်ဗောနနှစ်နာတဲ့နိုင်ငံတွေလည်းတော်တော်များနေဗောနခုဆိုရင်ဒီ Trump ကိုယ်တိုင်ပါလာတယ်ဆိုတော့တော်တော်ထူးခြားတဲ့ပွဲလို့လည်းပြောလို့ရပါတယ်เนาะ ကဲပထမဆုံးကျွန်တော်နားထောင်ရမှာတော့အခုချိန်မှာဆိုရင်မအားလာခင်မှာဒီပြူစောတီးတို့အုတ်ကြီးတို့ကပေါ့နော်တော်တော်လေးကိုဂရင်းနေအခွင့်ကောင်းနေရနေတဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့သူတို့ဒီခစ်မကောင်းတဲ့အချိန်ပါပေါ့နော်ဒီစစ်မှုတာဥပဒေကြောင့်သူတို့တွေခေါင်းဆောင်လာတယ်ပတ်သက်ပြောထားတဲ့အကိုကြီးစကားနားထောင်ကြအောင်နော်အချိန်မှာနော်သူစိုးလူမိုက်လူရန်ကားတယ်နေရာရလာမယ်အခွင့်ရရလာမယ်နော်ဟုတ်လေဆိုတော့အခုစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲမှာနော် နော်ဒီလူရဘူချူကြီးကြီးကတွတ်တော်ကိုယ်တိုင်ဖြစ်ကြောက်ခုတ်ပါတီကနေဝင်ပြိုင်မဲ့အတွက်ကိုသူတို့ရဲ့လုံချုံကြီးအတွက်နော်ကိုပိုင်လုံချုံကြီးအဖွဲ့စည်းတယ်သူတို့အဖွဲ့စည်းထားတယ်ဒီလုံချုံကြီးတွေကိုသူဘုရားခေါ်တယ်ရက်ကော်ထမရှိတဲ့စိုးသွန်းတဲ့လူစိုးတွေစိုးတွေသူမိုက်တယ်နော်ကိုခေါ်ပြီးတော့သူတို့လုံချုံကြီးအတွက်သူတို့ငားမယ်အဲ့ဒီမှာအမှန်ပြည်သူတွေ ကနေပြီးတော့အဲ့ဒီလူစိုးတခုစပိုးကြီးနော်ကြောက်နေရမယ်အခုတော့မှကျွန်တော်တို့ရက်ွက်အုတ်ချုပ်ရေးမှုရုံးနေမှာနော်လူစိုးတွေလူမိုက်တွေကနော်ဘာကြရက်ွက်အုတ်ချုပ်ရေးနဲ့ပေါင်းပြီးတော့အုတ်ချုပ်ရေးမှုတွေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့ဒီရက်ွက်အုတ်ချုပ်ရေးဒီကိစ္စတွေမှာဝင်ရောက်ဆော့ဖတ်ပြီးတော့လူငယ်တွေပေါ်တာဆွဲတာတွေမိုက်ကြီးခွဲတာတွေနော်စစ်မှုထမ်းကြီးဆက်ကြီးတောင်းတာတွေကအခုကျွန်တော်တို့မြို့နယ်တိုင်းမှာ ဆောင်ရွက်နေတာကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်စစ်တပ်ကြီးဆိုတဲ့အချိန်မှာစစ်တပ်အုပ်ချုပ်နေတဲ့အချိန်မှာလူဆိုးလူရန်ကားတွေလူမိုက်တွေဆိုးတွေနေရာရလာမယ်အခွင့်အရေးရလာမယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်။ကဲဒါတော့တကယ်ပဲမှန်ပါเนาะအခုဆိုဒီကောင်နေရတော်တော်လေးကိုလူပါဝပြီးတော့အခုဆိုရင်မြောက်ကလာဖက်မှာမြမြောက်မြောက်ကလာဖက်မှာเนาะဒီဇိုးတွေဆိုရင်ပေါ့เนาะညပိုင်းမှာဒီကျူးဘက်မှာရှိတဲ့လူတွေကိုတော်တော်လေးဖမ်းဆီးနေတဲ့အနေအထားတွေပြန်ပြီးဆွေးနွေးနေတဲ့အနေအထားတွေတွေ့နေရပါတယ်เนาะ ကဲတော့နောက်ကြည့်ရမယ့်သတင်းကတော့မင်းအောင်လိုင်ရဲ့ NC အစည်းအဝေးကိုတက်တဲ့လူကြီးအရှက်တကွဲ့အကျိုးနဲ့ဖြစ်သွားတဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့မင်းအောင်လိုင်ပွဲကိုသွားတက်တဲ့ခါမှာသူတို့ကတော့တကစ်ကုန်းဒီရှိတဲ့ပုံစံနဲ့ပေါ့နော်ဒါမင်းအောင်လိုင်ကသတင်းထုတ်ပြန်ကြေညာတဲ့ခါမှာလာရောက်ဂါရဝပြုတ်တဲ့အဖွဲလို့ပြောတဲ့ခါမှာတော်တော်လေးကိုသူတို့အောက်ကျို့သွားတယ်ပေါ့နော်အဲ့တော့အဲ့ဒါပတ်သက်ပြီးဒီစက်ထားနောက်နောက်ကြည့်လာအောင်အဲ့လိုပြခတ်တိုက်ခိုင်မုံရှက်စဲဆိုင်ရဘော့တူစာချုပ် SA စနစ်ပြပွဲကိုတက်ရောက်ခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာမင်းအောင်လိုင်ကိုလာရောက်ဂါရဝပြုတ်ပါလို့စစ်ကော်မရှင်ရဲ့ ဝါရဖြန့်သတင်းစာတွေကအပြိုင်ဆိုင်ဖော်ပြခဲ့ပါတယ်အဖွဲ့အစည်းအရှင်းချင်းတွစ်ဆုံတာဟာဆွေးနွေးညှိနှိုင်းတာဖြစ်ပြီးဂါရဝပြုတ်ရလို့အုံလုံးတာကတော့အထက်စီဆန်တာလက်အောက်ခံအဖွဲ့တွေဖြစ်တာဆွေးနွေးညှိနှိုင်းမှုမဟုတ်ပဲအထက်အောက်ဆက်ဆက်ရေးကိုပြတာဖြစ်တယ်လို့နိုင်ငံလေးလာတုံသက်သူတူကမှတ်ချက်ပြုတ်ပါတယ်ကာရဝပြည်ရယ်ဆိုရအုံလုံးကနိုင်ငံရေးပါဝါကိုရည်ညွှန်းတဲ့ဝါဟာဖြစ်တယ်။တွစ်ဆုံဆွေးနွေးမှုတွေမှာတန်းတူညီတူသဘောကို ချောချလိုက်တာပဲဒါကတေချာတွေးကြည့်ရင်တော့စော်ကားလိုက်တာပဲမင်းတို့တွေကငါအောက်ကငါ့ကိုပြန်မပြောနဲ့ဆိုရဲပုံစံပဲလေအဲ့ဒီလက်နက်ကန်အဖွဲ့တွေကတော့စော်ကားခံရတာသိပေမဲ့သူတို့ကိုကြိုးတွေရှားတော့အပြတ်မတွေလို့ပဲပြန်မပြောရှင်းတဲ့အဖြစ်ကိုရှောင်းနေတာတကယ်ကိုရှင်စရာကောင်းပါလေလို့သူကပြောပါတယ်အပြတ်မတွေလို့ပဲအဲ့လိုမင်းအောင်လည်းတွစ်ဆုံခဲ့တန်တန်လက်နက်ကန်တပ်ဖွဲ့တွေကတော့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒီမိုကရေစီအကျိုးပြုကင်းတက်မလို့ TKP ရဲ့ ကရင်မျိုးသားအစည်းအရုံးညီညွတ်ရေးကောင်စီ KNU KNL PC လောက်ဒီမိုကရက်တစ်အစည်းအရုံး LDU ဝင်ပြည်သက်ပါတီ NMSP နဲ့ချမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS အဖွဲ့ရဲ့တာဝန်ရှိသူတွေပါအဲဒါ6ဖွဲ့ပဲပါတာပါနော်အဲ့တော့ဘာပြောအဲ့သွားတဲ့ဖွဲ့တွေအားလုံးကတော့အချက်ကွဲအကျိုးနဲ့ဖြစ်သွားတာပါနော် ကဲနောက်တစ်ကြုံနားထောင်ပါကတော့တော်လိုင်းရဲ့ဘက်မှာပါဆိုမှာအခုချိန်မှာဆိုရင်ကိုစီကိုဖောင်းထုတ်နေတဲ့ဘွားတော်တကောင်ပေါ့နော်ကိုစီဖဲ့ထားလေဓာတ်အောင်ကြည့်အောင်နော်ဟိုနေ့ကလေကိုစီလိုက်လွတ်ပြီးပြောတာတွေတွေ့တယ်ဒီနေ့မှာတော့ဒီပြောတဲ့နေရာမှာဒီ PDF တွေကဆာဆော်ကားထားတဲ့စကလုံးတွေပါတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးကိုစီပြောတဲ့ဟာတွေဓာတ်အောင်ကြည့်အောင်နော်နိုင်အန်နဝါကဒီဘိတ်လုတ်ပေးမယ်ကိုစီတို့အုပ်စုဘာဘာဒီဘိတ်လုတ်ကစောက်လို့မရှိစောက်တယ်မရှိဒီဘိတ်လုတ်ကငါနိုင်ငံရေးဂူရုမဟုတ်ဘူးငါနိုင်ငံရေးဓမ္မမဟုတ်ဘူးတိလားငါတော်လိုင်းရေးဓမ္မ ငါတော်လိုင်းရင်မှနိုင်တဲ့နေရာငါထောက်ဖို့လုပ်တယ်။လာအဲ့ထောက်ဖို့လုပ်တဲ့ပုံမှာနေဆွဆွဲထားတာငါ့ကိုလာပြီးတော့ဆွဆွဲထားရင်လာပြောင်းလေ။နေပြောတာရှင်းရှင်းလေးငါကိုကျိုးရှာထားတဲ့ဆိုဖြစ်ရှင်းလေ။ဟမ်နေကောင်းမှလူရှိဘူး။လာနေတကယ်ငါကကိုကျိုးရှာနိုင်တဲ့တက်တဲ့ပြနိုင်ရင်လူအများရှိမှပြောနိုင်ပုံမကောင်းဘူးလား။ဟမ်ခေါ်တင်တဲ့ချိန်တော့တတ်မလာဘူး။ကကြိုးကကြောင်လုပ်ပြီးတော့သူကိုကိုစီတို့ကျမတို့ဒီဘိတ်လို့ကိုစိန်ခေါ်တယ်မလားမနေ့တုန်းကအော်အော် ချက်ချက်ချင်းဒီဘေးလှုပ်လို့စိန်ခေါ်လဲငါမသိရင်ပဲသူ့ကိုသွားပြီးဒီဘေးလှုပ်လို့စိန်ခေါ်တယ်လို့လို့ဟမ်ငါပြောတာဒီဘေးလှုပ်လို့စိန်ခေါ်တာလားနေငေါ့ဆွဆွဲတဲ့ဟာတွေကိုငါလိုက်မှလာဖြစ်ရှင်းလို့ပြောတာလားဟမ်နေဆွဆွဲတာအမှန်တယ်လားဖြစ်ရှင်းရရမယ်လေနေကဆွဆွဲတာငါဆွဆွဲခံရတဲ့လူဆွဆွဲခံရတဲ့လူကလိုက်ထောင်ပြီးတော့လူအများရှိမှနေကိုလာပြောခိုင်းတာနေဘက်ကမှန်နေလားဖြစ်ရှင်းနိုင်ရမယ်လေဘလို့ဒီဘေးတွေနေအကိုရပါလားဟမ်စောင်းလို့မရှိအာတက်ချောင်းတဲ့မှာငါမပါဘူး ငါတော်လိုင်းဘက်အချမ်းနဲ့ပဲငါငါစော့တယ်နော်တော်လိုင်းဘက်အချမ်းနေပြီးတော့ဟိုဘက်ရန်သူဘက်ကဟာတွေနဲ့ပတ်သက်တာကိုပဲငါပြောတယ်ဒီတော်လိုင်းရေးဘက်အချမ်းမှာဆိုတဲ့လူကိုကိုစီထိုင်ပြောနေတာမြင်ဘူးလားလာမပတ်နိုင်ငါ့ကိုရှုတ်မလာနဲ့တိကျကလေးကချင်းမလုံးနဲ့ကောင်မနေရင်ငါ့ကိုလိုက်ထောင်ပြီးအောက်တန်းကျစားဆဲတာခဏကတော့ကလည်းကိုစီလိုက်ကိုစီလိုက်လွှင့်နေတဲ့အချိန်မှာကျမကလည်းလိုက်လွှင့်နေရယ်လိုက်လွှင့်တော့ကျမမောင်ကသွားရေးတယ်အဲ့မှာကိုစီရဲ့ဟိုမှာနော် စကားတက်ပြောဖို့လောက်တယ်ဘလောဘလောပလိုက်တယ်ဘလောဘလောပလိုက်တယ်ကောင်းကောင်းမူမူလာပြောတဲ့သူဘယ်ကောင်မှမမဘလောပယံပလာဝင်ဆဲတဲ့ကောင်မျိုးဆိုရင်တော့ခွေးတင်းကြီးဆိုတာတီးတန်ရှိနော်ညာကဘလောတဲ့လူတွေကိုလည်းညာလိုက်မှလူကုန်တိတယ်ဘသူဘယ်နှယောက်ဘလောွားလဲဆိုတာရှင်းတယ်နော်လာမပတ်နဲ့အဲ့ပြကြမလို့လူစုံတက်စုံဒီဘိတ်လောက်ကြမလားကျွန်မပြောနေတာ YouTube ကိုမခေါ်နဲ့လေယူဆောင်တက်ဆောင်ဒီဘိတ်လောက်ပါမယ်ဆောက်လို့တော့အားနေတာနေ ဟမ်တမင်းမနေငါ့ကိုလာဆွတ်ဆွဲတာလေ0 my car ဝယ်စီးတယ်ဆိုဘာအခုဒီဘိတ်ကဘာလာလို့ဖို့လဲဘယ်လူသွားခေါ်ပြီးဘာဒီဘိတ်လို့ဖို့လဲဟမ်နေစောက်ချက်မရှိဘူးလားအဒီကောင်မကလိန်ကချက်ပဲဒီကောင်မကတော်တော်ပဲနော်ယူကျမှာကြည့်ရှုသူနဲတဲ့နော်တစ်တော့မှာကျတော့ကြည့်ရှုသူများတဲ့မပူနဲ့တစ်တော့မှာပဲလုပ်တယ်ညာနေကိုတစ်တော့မှာနေခေါ်တင်တာနေစောက်စစ်မရှိတော့နေတက်မလာရဲတာမလို့မဟုတ်ဘူးလားဟမ်ဘယံပဒပါဇက်အာချောင်ပြီးတော့ဟမ်ဖေလို့မှာငါဟုတ်တယ် နော်မြန်မာမြန်မာတွေကြီးရှုသူများတယ်တစ်တော့မှာကြတော့ Facebook မှာဆိုလဲရတယ်ကျမမောင်ပြောနေတာကျမမောင်9 and 1ဒါဒီဘိတ်လုံမယ်တဲ့နော်တစ်တော့မှာလုံမယ်မောင်ကမောင်9 and 1ငါ့ကိုကားဝယ်စီးတယ်ဆွဆွဲတာနေရဆွဆွဲတာဟုတ်တယ်နိုင်ငံစကားလာမပြောနဲ့အခုကနိုင်ငံစကားပြောနေတာမဟုတ်ဘူးငါထောက်ဖို့လောက်တာကိုကိုကျိုးစီးပွားရှာတဲ့ဒီရောမိုင်းကားကဝယ်စီးတယ်ဆိုပြီးနစ်စပ်ပစက်ကဆွဆွဲထားတာဖေလိုမကလိန်ကြီးမကြနဲ့ တိတာလူဟာအဲ့လောက်ရုပ်ပဲ့အကြီးမကောင်းဘူးနင်တို့အရင်လာဆွတ်ဆွဲတာငါ့ကိုနင်လာဆွတ်ဆွဲတာမဆိုင်နဲ့မောင်အန်နဝါတွေအဝအန်နဝါတွေပင်လေတွေလာနှုတ်မလာနဲ့ကလေးကကျင့်နေဖာရမလား YouTube မှာလုံမလားနော်ကိုစီကိုပြောနေတာအဲ့လောက်ကျမကိုဗစထက်လေးဝင်သွားမယ်လို့ပါဘူးလာပြီးချင်းချောင်းမနေနဲ့ဆမ်းမနေနဲ့အောက်တန်းသားမဆန်နဲ့အမေအောက်တန်းသားမဆန်နဲ့ဖေလိုမှာဟမ်ငါအရင်နေ့ကိုဆဲရတာနင်ကငါ့နာမည်ကြီးတိုက်ပြီးထိုင်ဆဲရတာ သူရင်ဆဲတာမြို့သမီးရင်ဆဲတာနော်။ဖာရမမိမရွှေမနင်အဲ့လိုပဲကလေးတစ်ချက်စကားတွေလိုက်ပြောပြီးသူများတွေအဲ့လိုလိုက်ပြောလို့ရလား။မရဘူးမှတ်ထားနင့်မေနင့်ဖေနင့်မဆုံးမထားဘူးလား။သူများတစ်ဖက်သားပေါ့မဟုတ်ကဟုတ်ကစကားပြောတာအောက်တန်းစားဆန်တယ်လို့မဆုံးမထားဘူးမလား။အေးမဆုံးမလို့နင်အဲ့လိုဖြစ်နေတာ။ရှင်းလား။ကိုစီရန်သူဘက်အချမ်းကစစ်အာဏာယူတဲ့ဘက်အချမ်းအကောင်တွေရီရှင်လုပ်တယ်။အဲ့ဒီရန်သူဘက်အချမ်းအကောင်တော့မဟုတ်တာကိုဟုတ်ပါတယ်လို့ကိုစီပြောတာမြင်ဘူးလား။ နေခုငါ့ကိုလာဆွတ်ဆွဲတာနေငါ့နာမည်ကန်ပြီးနေထိုင်ဆဲနေတာဟမ်တော်လန်ရေးကိုခုလုံးလှုပ်စားတာလို့ဟမ်0မိုင်ကားဝယ်စည်းတာလို့နေငါ့ကိုပြောထားတာလေအဲဘလူးကအောက်တန်းကျတာလားလားအပြောခံတဲ့လူကမခံနိုင်တော့ပြန်ဆဲမှာအမဲအောက်တန်းမကျနဲ့ဖေခံလဲမှာအဲ့ပြင်ခံလည်းနစ်စပ်ပဲဘလူးမလောက်ဝင်ရဟိုရုပ်ချင်စရာမရှိပါဘူးစောက်ခွက်ကမှညစ်ဆုပ်ပြီးတော့ဘလူးဖြစ်လို့အောက်တန်းသားကြီးလိုက်ဆန်နေတာတော့အောက်တန်းသားကငါဆန်နေတာဘလူးဖြစ်လို့အောက်တန်းသားကြီးလိုက်ဆန်နေတာတော့အခုကျွန်တော်တို့ဒီဘိတ်လောက်ပဲလို့ပြောတယ်လေ ဒီဘိတ်လောက်ကအောင်အာဒုက္ခပဲဒီကောင်မဘယံမတာပဲဟမ်ဒီဘိတ်ပြန်လုံးမယ်ကိုစီတက်လာမလားမတက်လာဘူးဆိုရင်မတက်ပြန်အောင်ပဲချင်းအားလည်းကျွန်တော်နဲ့ချင်းရမယ်အဲနစ်ဆောင်စိတ်ယုံကချိန်ပေးပြီးတော့ပြောရမယ်ဖေလုံးမှာတခါပဲရမယ်တိလားနစ်ဆောင်စိတ်ဘာဆိုတာတတိုင်းဒီလုံးတီးသွားပြီညငါလိုက်ထဲမှာတခါလဲကြော်ညာလိုက်ပြီနေကို లై ဖ်နှစ်နာရီအထိလွှင့်ပြီးစောက်တာနေတက်လာတဲ့ဆောက်စိတ်ရှိအမှန်တက်လာလေတခါတဲ့ဟမ် လာရှင်းလာပြောဓမ္မလူအများရှင်မှာနေတကယ်တာနေပြောတယ်လို့ငါလုပ်ထားရင်ငါစောက်ချက်ပွဲမှာလာပြောလို့လိုက်လွှင့်ပြီးစောင့်နေတဲ့အချိန်တော့တတ်မလာပဲနဲ့အခုမှနေရမယ့်ငါ့ကိုအဲနေစောက်စင်မျိုးငါအချိန်ပေးပြီးတော့ငါလာပြောအောင်မေးဖေလိုးမှာတိုင်းညွန့်လင့်ဟုတ်လားငါလိုးမှာအတန်းရှိရှာရင်လည်းလွတ်လပ်လပ်ရှာကော့ကိုခေါင်းပြည့်တနာလားမရှိပြည့်တနာမီးလို့ရှာပြီးတော့ဟမ်ကျွန်တော်နာမည်ကိုကင်ပြီးတော့ဖေနဲ့ကင်တော့ဖေနဲ့ကင်တော့မေနဲ့ကင်တော့ဟမ်တားမဲ့လူမရှိတဲ့ပြင်ဘာအခုငါမခံနိုင်လို့ပြန်ပြောမှာ ်နိဗ္ဗာန်နာတဲ့ဘောင်ဝရှိသေးတယ်တကယ်ရှိတယ်ဆိုရင်အဲ့ကောင်အုံတော့မရှိတော့ပဲရှင်းလားငါထည့်ပြောတာဟမ်နာမှာငါနာမှာလေဒါတော့တော်နိုင်မှာကောင်းဖို့လုပ်နေဟာဟိုဘဲဟိုနောက်ဆုံးလေဒီတော်နိုင်မှာဗျဘလို့ဖြစ်တယ်အခုပဲကျွန်တော်ဟိုဗိုလ်တက်ကားတို့အဖွဲ့ကနော်နိုင်ကတည်းကကျွန်တော်စကားပြောဖြစ်သေးတယ်တော်နိုင်မှာထောက်ဖို့လုပ်ရင်ထောက်ဖို့ဆိုရင်စင်းရဲနေအဲဘာမှပြောင်းပြောင်းရောင်ရောင်မရှိနဲ့ဟမ်ငတ်နေတယ် အပီလို့ရှိရင်စီးတရားကားတော်ဆိုနေစပိန်တော်မရှိနဲ့အဲ့ဒါအဓိကစရင်စရာဝင်ဝင်ထုတ်ငယ်အဓိကမဟုတ်ဘူးလားအဲ့ဒါမှန်မယ်ဟမ်သူ့သူဘီလင်မကချမ်းသာနေပြီလေဒါပေမဲ့ तू စရင်စရာဘယ်လိုပြည့်စုံလဲဝင်လာတဲ့ငွေစရင် तू ဘယ်လိုပြည့်စုံလဲအဲ့ငွေကိုဘယ်လိုပြန်ချပေးတယ်ဘယ်လိုတုံးဆွဲတယ်ဒီတုံးချက်ကအဓိကမဟုတ်ဘူးလားကဲမဟုတ်စစ်လေကျွန်တော်စစ်ပါကြိုက်တယ်ရတယ်ဒီကောင်မှကျွန်တော်ရှိမှတခါမှလူဦးတော့မဟုတ်ဘူးတခါမှတော့ပါဘူးတော့မဟုတ်ဘူး ါပေမဲ့လာစစ်ကိုစီနေတလဝင်ဝင်ဘယ်လိုလဲလာစစ်တိုက်တဲ့လူစစ်ခွင့်ရှိတယ်ပြောပြောပြဖို့အချိန်မီးပဲဒါပေမဲ့အခုတို့တစ်ဖက်သားတိုက်ခါကိုပေါက်ပန်း၄၀ကောကားဝယ်စီးတာလို့တော်လိုင်းဝင်အလွန်တော့အဲ့လိုလာစွတ်ဆွဲတာခံမနိုင်ဘူးခံမနိုင်လို့ပဲကိုစီဆိုတဲ့ကောင်ကဒီတော်လိုင်းရင်းမှလေအခုကျွန်တော်ပွဲစားလုပ်စားရတယ်အဲကျွန်တော်လူတိလာတဲ့ပုံမှာကျွန်တော်ကုလုံးလုပ်ပြီးကျွန်တော်ပတ်သက်တယ်ဟုတ်တယ်စက်ရုံအလုပ်ရုံတွေအလုပ်လိုက်စက်မှတ်ပေးလို့ရတယ်ယူဂျီယူဂျီကိုပြန်ပြန်ရဆိုင်ဟုတ်တယ်နော် ကားတိုင်းတွေဆွဲစားလို့ရတယ်ကိုစီဘာဖြစ်လို့မလုပ်တာလဲအဲ့လိုစောက်ပေါက်မျိုးတွေပြောနိုင်မခံနိုင်လို့ရှင်းအောင်နေခါတာအဲ့ဒီရှင်းအောင်နေတာကမှထပ်ပြောရင်လင်းလံပြပွဲရှိလို့တာပေါ့ကိုစီမလုံးချဒီနေ့မှာကျွန်တော်တင်တဲ့ဗီဒီယိုရိုင်းတဲ့ပိုင်းကျွန်တော်အပ်ပေးတဲ့ဟိုလူကြီးတွေမြန်မာပြည်မှာတဲ့ဟိုတော့ဦးလေးအတော်တွေအရွယ်တွေကျွန်တော်အမြဲကြည့်ကြတယ်ဟိုတွေ့ပြောတယ်သူတွေကတော့ဟိုအယုဒ္ဓယာမှာရန်ကုန်ကလာလေတာတဲ့နော် အတွေ့တို့စကားပြောရင်းနဲ့ကိုစီဗီဒီယိုကြီးကြရဆိုတော့ဟိုကြီးတဲ့လူတွေအားလုံးတောင်းပန်ပါတယ်ကျွန်တော်နော်ဒီဗီဒီယိုလေးကြီးကြရင်ကြော်ဝါပေးပါပါကျွန်တော်နားလည်ပေးပါကျွန်တော်မကျွန်တော်အဲ့လိုမျိုးခံနိုင်တဲ့လူမဟုတ်ဘူးအကောင်းပြောတာဗျာကျွန်တော်မလျှော့ဘူးအလုံးနဲ့ပတ်သက်လို့မတိဝင်ဝဲလေးနော်90ဘတ်90ဘတ်30လူလားဆိုကျွန်တော်နာမည်စင်းချရေးကြတာလာကောင်အဲ့ဒီနာမည်စင်းကိုချပြတာဟာမှမင်းတို့လူလားတဲ့ငွေအားလုံးပေါင်းဘလောက်ရတယ်ဒီငွေတွေအားလုံးပေါင်းဘယ်နေရာမှာဘာတွေဘယ်ဘာတွေတုံးစိုးပြီးဘယ်ကိုပို့ထားတယ်ကျွန်တော်ရှင်းတဲ့အဲ့လိုထုတ်တဲ့လူ အဲ့လိုထောက်တဲ့လူကိုဘာဒီတော်လှန်ရေးကိုခုလုံးလုပ်လေကားဝယ်စီးရဲဆိုတော့အဲ့ဒါကိုကျွန်တော်ငြိမ်ခန်းစရာလားဟမ်ဖာရမနေနေုံကညရတဲ့တခါပြောဝယ်နေလူစင်းနဲ့မတွေ့တော့ညနေအမှဖင်လှန်ပြီးဩနေပြီလားနော်ဒါနောက်ဆုံးပဲငါအဲ့လိုအများကြီးတယ်ကဲဒါကကိုစီးတုံးပြီးလို့လည်းဖြစ်ပါနော်အဲ့တော့အခုနောက်ပိုင်းမှာဆိုရင်အားလုံးလက်သိထားမိမှာထင်ပါတယ်အပန်ဆယ်လိုလည်းပြောသွားတယ်ပေါ့နော်ပန်ဆယ်လိုကအခုချိန်မှာနားသွားပြီမြဲနောက်ထပ်ပေါ့နော်ထောက်ဖို့ဘယ်သူလဲမြင်များထောက်ပတ်နိုင်တဲ့လူကိုမြင်မြာ ီလိုမျိုးပဲเนาะဒီဘောမတွေခြောက်ဖွဲ့တွေလာပြီးတိုက်ခိုက်မယ်ဆိုတော့တကယ်မှန်ပါတယ်เนาะအဲ့တော့ပန်ဆီလိုပြီးတော့ကိုလင်းလင်းတို့ မချစ်တူတွေတိုက်ခိုက်ခံရတယ်အခုကိုစီကတော့ပြောမနေတယ်တိုက်ခိုက်ခံတာကြာပြီပေါ့နော်အခုဆိုရင်ပိုဆိုးတယ်ပေါ့နော်ကိုဘက်ကလိုလိုဘာလိုလိုကောင်းတယ်တော့မှအခုလိုတိုက်ခိုက်တဲ့အနေထားမှာတော့လုံးဝအဆင်မပြေပါဘူးနော်ဒါစစ်ကောင်စီဖက်ကဆိုလာလည်းမဟုတ်ပြန်ဘူးပေါ့နော်အဲ့တော့ကိုဘက်ကလာဆိုရင်လည်း100%တော့ပြောလို့မရဘူးနော်ဂျားနေလိုလိုဘာလိုလိုပေါ့နော်အဲ့တော့ဘာပြီးတော့ခုလိုမျိုးထောက်ပို့တွေကတော့အနည်းနာမှရှိတဲ့သူတွေကဝင်းရင်ပို့လို့ပါနော်အဲ့တော့ကိုစီကိုတိုင်အဲ့လိုမျိုးပြောနေတာတဆိုင်တော့အဲ့ဘေးကသူ့ကိုဝန်းဝန်းကြားတဲ့လူတွေကပြောပြီးတော့ပို့ကောင်းတာပေါ့နော်အဲ့ဆိုကိုစီလည်းစိတ်သက်သာရတာပေါ့အဲ့တော့ဘာပြီးတော့အခုချိန်မှာဆိုရင်တော့တည်တိုင်းပဲဒီ တော်လိုင်းနဲ့ပတ်သက်လာပြီးဖြိုးလို့ရတဲ့လူအကုန်လုံးဖြိုးမှာဖြစ်တဲ့အတွက်ကိုစီတို့ကတော့ဒါပြစ်ပတ်ထဲမှာပါတဲ့လူတွေဖြစ်ပါရင်နော်အဲတော့ကိုစီလည်းအထူးဂယူဆိုင်ပါအာဒီမျိုးဆဲဆိုတာတွေပြန်မပြောဘဲနဲ့ပေါ့နော်ကြော်သွားလိုက်ပါတချို့ဟာတွေပေါ့နော်ဘာလို့သူတို့တွေဘာဝင်ပါဘူးအဲတော့ကိုစီကတော့ခုချိန်မှာဆိုတော်လိုင်းနဲ့ပြောမယ်ဆိုရင်အဖွဲတွေ3 4 50ဟာကိုစီရဲ့ကိုစီရဲ့ အားထုတ်မှုကြောင့်ပေါ့နော် တော်တော်လေးကိုထောက်ပံ့ခြင်းထောက်ပံ့တဲ့ဟာတွေရနေတာဖြစ်တဲ့အတွက်ပေါ့နော်ကိုစီပြိုလဲလို့မရပါဘူးနော်အဲ့တော့ဘာပဲပြောအားတင်ထားဖို့ကိုစီကိုပြောရင်းနဲ့ကျွန်တော်ပြည်လို့ဆုံးသက်လိုက်ပါနော်စာစုပ်ချပေးကြရင်မြတ်ပြည်သူရောက်စီတယ်လည်းထူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ချက်ဖက်မင်းအောင်လည်းစစ်ပေးငလင်ပေးဘေးနဲ့ပေါင်းစုံမှာခင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါခင်ဗျာ